ခင်ခင်တူရဲ့မဲ့အင်ကန်ဆိုတဲ့ဝတ္ထုကိုအပိုင်း26နေနဲ့ဖတ်ပြပြီးမှဖြစ်ပါရဲ့ရှင်။ဒီဘက်နယ်ဒီမှာမှားသူနဲ့မှန်သူတရားသူနဲ့မတရားသူမှုခင်ဖြစ်ကြလိမ့်။လွန်သူကကတော့ပွဲရှိရာတောင်းပန်ရသည့်ခြေဝင်ကလေးရှိသည်။ငွေဒဏ်၊ကျိန်ဒဏ်ရိုက်ခြင်းဒဏ်ပို့ပြီးထိရောက်သောဒဏ်တမျိုးဆိုရင်းလည်းမာမီမဟုတ်။လူတယောက်ကတယောက်ကိုကတော့ဝဲရွက်ကလာတောင်းပန်ရသည်ဆိုရင်းပင် တောင်းပန်ခံရသူကဂုံလင်းရှိသည်ကျင်လဲကျင်တတ်ကြပါ၏တောင်းပန်ရသူကတော့တိတ်ခါလဲကြအရှက်လဲရရသည်ဖြစ်မဟုတ်လားမဟင်ကံကိုအညိုတကြီးရှိလာမှခြေဦးဆိုရင်သည်ခြေဦးရဲ့ညီစင်စားနေတာငါတိတယ်ငါတိပါတယ်ဒီကိစ္စဒီမှာရင်ရက်စီချင်းနေတာမဟုတ်လားမဟင်ထဲမှာစုနေတဲ့စုနှစ်ချောင်းရှိတယ်ခြေဦးဒါပထမတစ်ချောင်းပဲကတော့ဘွယ်နဲ့လာတောင်းပန်တောင်းလက်ခံတယ်ဆိုတာလောက်နဲ့ ်စူးတချောင်းကနှုတ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲညီဝမ်းတာတော့အဲ့ဒါလို့ဒါလမ်တောင်းလမ်တောင်းပံမှုဆိုရင်ကောမဲ့အင်ကန်ရဲ့သူတို့ကလည်းအစွဲနဲ့ခြုံလုံးလို့ပြောတာပါငါမဲ့အင်ကန်ဘက်ကပါဤတလွဲမထင်ပါနဲ့မဲ့အင်ကန်ကကျေးဦးမျက်နာကို စိုက်ကြည့်လိုက်သည်ကျေးဦးကမဲ့အင်ကန်ယုံပါဤမဲ့အင်ကန်ရဲ့ချစ်ခင်ဆုံးငယ်ပေါင်းကြည့်ဖို့ဆိုလဲဟုတ်သည် သူခမရအမိုက်ပွေမိလို့မွေတွေ့ရသူဆိုရင်လဲဟုတ်သည်အခု ကျေးဥပြောနေတာတွေကလည်းသူ့ဘက်ကပြောနေမှမအင်ကန်တီပိုင်းသို့တော်လေတကယ်တမ်းခန်းစားခင်ရသူကလည်းကျေးဥမဟုတ်ကျေးဥခွင့်လွှတ်နိုင်တီထောင်းမအင်ကန်ကခွင့်မလွှတ်နိုင်မှာမအင်ကန်ကိုယ်တိုင်ကဘာသာတရားကိုင်းရှိုင်းနေမိကောင်ဖခင်သားသမီးပြီးပြီးဘိုင်းကောင်ကြောက်ပြီးနေထိုင်ခဲ့သည်စာနာသနာတော်စေရင်ခံပြီးသူတကာကိုနီးများတောင်းပြီးနေများတောင်းပြီးဖေးမကူညီခဲ့သည်မိန်းကလေးတယောက်တွင်ရှိရသောတီလာမြဲခဲ့သည် ဘဝမေးစုတောင်းကောင်းရင်ရုပ်ရည်အစဉ်လှပတင်တယ်သလားစိတ်ချင်းတွင်လဲသူမသူဆိုရသလားအားနှလုံးကောင်းလာသူလေးဖြစ်သည်မိမတယောက်မှာခါကျူတင့်တယ်ရတဲ့အေးကိုကျင့်တရားခါကျူဒါမြဲရတဲ့ငါမြဲလဲမြဲခဲ့တယ်အခုတော့စင်ဝဲချင်းလို့ငွေချေးကမှခွေးနဲ့ခုနေခံရတာငါနာတယ်ကြေးဥသူမတောင်းပိုင်ရင်ငါဘာလုပ်မယ်ဆိုတာကြီးတော်ဆန်ရွှေတိပါတယ်ညီးပြောလိုက်ညီးမပြောချင်ရင်လည်းရီးကြညို့ကိုပြောခိုင်းလိုက် ရင်းပေါစီမှာဝင်နေတော်လေးကြောင့်မိတိုင်းပင်ငိမ့်လူငိမ့်ခင်လင်းငိမ့်တော့လေမိတောက်လေးငိမ့်သွားပြန်သည်ညီကြီးနှလားရောမည်အင်းအောင်ထက်ပဲမော်တိုင်စီကစကားတန်တွင်ရှိသေးသည်တာဝရတွေစကားကောင်းကြတော့ခြေဦးမှာစကားကြံနေသည်မိန်ကန်ခိုင်းနာကိုသူဘလို့ပြောရပါကြီးပန်းယုံနေတိုင်ပင်ပြီးအမေကိုပဲပြောခိုင်းရတော့မည်တခုပဲဆိုသည်တာအောင်ကယုံကြည်လို့တဆင့်ခံစာပေးခိုင်းလိုက်တာကိုလူဆောင်လာရသူတယောက်နေဖြင့် ီစာနှင့်အနိုင်ပြန်ခြင်းသလိုဖြစ်မှာကိုစုံနေခဲ့မိသည်မဲ့အင်ကံကိုပြောလျင်စိတ်များခုနေလေးမလားစကားလှအောင်တော့ပြောရမည်ချစ်ပါတဲ့မဲ့အင်ကံရဲ့ပြောလိုက်ပါမယ်ငါလည်းမခံချင်ပါဘူးမဲ့အင်ကံတို့ကျေးဇူးတွေဆိုတာပေးဖယ်ထားမိမချင်းမို့ပို့လို့တော့ကိုချင်းစာပါတဲ့တခုပဲငါစဉ်းစားတာပါဘာလဲကျေဦးတအောင်အားတမျိုးထင်မှာစိုးလို့လားယုံစားလို့ပေးလိုက်တာဒီစာနဲ့အချက်ကင်ကြလေချင်းလို့ထင်မှာစိုးတာမဟုတ်လား တေးဦးပင်လန့်သွားခဲ့သည်သူတွင်းနေမိသည်။မယင်ကန်ကကြိုတည်နေတာကိုအံ့ဩရသည်မယင်ကန်ခမညာဒီကိစ္စကိုတော်တော်နာကြီးခံပြင်းနေပုံရပါ၏ထူးဆန်းတာမယင်ကန်ပြောသည်။စကားတန်ထဲမှာဒေါသတမ်းမပါအေးအေးဆေးဆေးပြောနေချင်တာဖြစ်သည်ဒီစားကိုရရချင်းခဏမှပင်မယင်ကန်ဆုံးဖြတ်လိုက်တာလည်းဖြစ်မိမယင်ကန်ကဆုံးဖြတ်ပြီးလင်းပြင်းနာမျိုးမရှိတာလည်းကျေဦးတည်ပါ၏ဟုတ်တယ်မအင်ကငါ ကျေးဦးရဲ့ငါစိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော်တောင်းစီရစာတွေယူလာတာညီးပဲမဟုတ်လားနှစ်ဆောင်စလုံးလဲငါလက်ခံခဲ့တာကြီးပဲညီရဆောင်ကျင်းလာရသူပါ යි ဒီစာတွေလက်ခံရသူကငါပါညင်စည်းခံခဲ့ရတာလဲငါပါဒီစာတွေအပေါ်မှာဆုံးဖြတ်တာလဲငါပါညီအနေသားကြီးပါ යි อืมနေဟုတ်ပါ යි မပဲဖြစ်ဖြစ်ငါစဉ်းစားတာမှတ်ရင်ကန်အတွက်ပါ යි ဒါတော့ယုံပါယုံလိုက်တာမ යි ငါပြောခဲ့ပါဘူးကော ဆုနှစ်ချောင်းဆုနေတာမှာပထမဆုတစ်ချောင်းနှုတ်လိုက်စမ်းပြရစီဂလက်စာခြိလိုက်စမ်းပြရစီထို့ညာကအိမ်ကြီးတဲ့အိမ်လုံးမအိမ်ကြသလိုဖြစ်နေခဲ့သည်ညင်းတဲ့တကောင်ကြောတော့မရင်ကန်ရောကျေဥပါအင်အောက်ထက်ဆင်းခဲ့ကြသည်ထင်းသည့်တိုင်းမြင်ဖေရောမေရောမအိမ်ကြသည်ကိုမောင်မြတ်သားကမရင်ကန်တို့ဆင်းလာတာတွေ့တော့အံ့ဩနေသည်ကံကလေးတော့မအိမ်ကြသေးဘူးလားစားလို့ဆင်းလာကြတာကိုမလောက်ဘာရှိတော့ရှိပါတော့လာကြမိဖို့နာကော တောင်းခင်မှာကျဲရီသာရှိသည်ဝမ်းတိုက်ထဲမှာမိအောင်ရဲရဲကလေးသာရှိသည်တောရညာသည်ခြောက်ခြားစရာကောင်းလောက်အောင်တိတ်ဆိတ်လျက်ရှိပါ၏မဲ့ရင်ကံမအိတ်ချင်တော့စိတ်ရောကိုယ်ပါပေါ်ပါနေခဲလေသည်ဒီနေ့မနက်ဝေလီဝင်လင်ကြည်မနိုခင်ကလေးကသခင်မြတ်သားကြည်တော်ကုန်းရာကဆရာကြီးတို့စီထားသွားခဲသည်ဖိုးကူကလည်းနေလိုက်ပေါ်ခြင်းဖြစ်သည် မဟင်ကန်တို့တော့မိုးပြင်းဆင်ဆင်းလင်းလင်းပြီးနုံနုံချင်းထမင်းပြူထမင်းပူပဲပြုတ်စည်းစမ်းနေမပိထောင်းကိုဝမ်ကလေးတောင်စားလိုက်သည်အကိုမကြည်တော်ကုန်သွားဖြစ်ရဲ့လားတေချာအောင်မရသေးသည်ကနေကြည်တော်ဆန်ရွှေလာမည်နေဖြစ်သည်ရွာလူကြီးရက်လူကြီးတချို့လည်းပါလာလိမ့်မည်မဟင်ကန်ကလည်းမမစိမ်းများကိုဖိတ်ကြားထားပါ၏ညီကောင်မောင်မြတ်တာကလတ်တက်ခောက်တွေကထထသွားတာပါ၏ဖိုးကူလိုက်ဖို့တဲ့ ညီကိုတို့လောက်ကလည်းမလွဲလိုက်တိုင်းအပြိုလူမြင်မခံဝင်တာကြလို့မလားအောင်စကားကြအောင်မဟင်ကံပြုံးရသည်ဟုတ်ပါရင်ပြောလဲပြောချင်းစရာမဟင်ကံရွယ်ရောက်ပါပြီဆိုတဲ့ကအခုနီးပြပြပပကြီးနေခဲ့ရသည်ရဲ့လို့မရှိတလောက်ပင်ဖယ်ရီမှာဘာတွေလုပ်နေမှန်းလဲမသိလူကလည်းချစ်ဆောက်ဆောင်နိုင်လာပါ යි အခုလည်းလူသူလေးပါမမြင်အောင်ရချင်းကူတာဖြစ်နိုင်သည်အဖေကတော့ဒါတော့မအောင်ရောက်လာတာကိုဝန်တာနေရှာပါ යි တကြီးလုံးကအနားယူတာလားလဲမသိအနားမြူသေးတာပဲလားလဲမသိရတရားဝင်လွဲပြောင်းတာမျိုးလဲမရှိရဲရွာအုပ်ချုပ်ရေးတင်းတွေရှိလာတော့လေဥတာထံကိုသာ လူကြီးရထားကြသည် တကြီးမျိုးရိုးစင်ဆိုတော့ရက်ကိစ္စရွာကိစ္စနားလဲတာလဲပါပါလိမ့်မည်မဲ့ဟင်ကန်ကရက်ကန်ယုံဘက်ခနာသွားကြည့်ပြီးရင်ကိုစိန်ချိုးသည်ဒီကနေ့အလှဆုံးပြင်ရမည်ကိုနောက်ကိုင်ဖြစ်ခွင့်မရတော့တော့လေကိုနောက်ကိုင်တယောက်ထဲလာအောင်ပြင်ရမည် ရှင်းရှင်းဆိုရရင်တောင်နှင့်ညာရဲ့တေချာသလောက်ရှိတော့လက်ရှိရွာကွန်းနောက်ကိုင်းရွှေမုံထက်တာဝေယာဆိုင်ရမည်ဒီကိစ္စကိုလဲစီရင်မှုဆိုင်ရသည့်ကိစ္စလုံမဲကန်သဘောထားပါ၏ခရီးလဲပါဝန်လဲဝါမဲကန်ရေချိုးပြီးတော့မြင်းချံစီကဝေလာသည်မြင်းချေဝါမှုန်ကလေးကိုတနခါရေချင်းညက်ကလေးပေါ်ကပင်ပင်ကလေးပုတ်သည်နှကန်းဆိုးစေးကိုဖြစ်ဖြစ်ကလေးဆိုသည် ညဆိုင်ရောင်အင်ဂျင်နဲ့ထမိန်ကိုချက်ချက်ရဲပြီးနေရဝဲသည်။လက်ပြင်းမှာတော့ငါးချက်သားစီတောင်ပြက်ကိုတကုံနဲ့ခန့်နေအောင်ဆွဲထားပါ යි ။ဓာယုံကအခြေခုံကလေးတွေတလုံးလုံးကတောင်ဆိုတော့အမီးဝိုက်ထားတာကလည်းပြန်ပြန်ကြီးလာနေသည်။ပန်းခက်ပန်းတွေတွေကမဟာဆန်လာသည်။နွယ်ကွေးအလွန်လွန်နေထဲမှာပန်းမှုတွေဖောက်ထားသဖြင့်ပန်းတော်ထဲမှာတောင်ကနေသည်နှင်းပင်တူလေသည်။လက်ကောက်တွေကတော့ဘယ်နှခွင်းစုံမီမှန်းပင်မသိလက်စုပ်ကတော့ ။တောင်ဆင်းရောင်နဲ့လိုက်ဖန်အောင်တဝင့်နဲ့မြလက်စုကြီးကိုဖူးနေအောင်ဆူလိုက်သည်။အားလုံးပြင်ဆင်ပြီးပြီဆိုတော့မှအိမ်ပေါ်မှာပဲကလထိုင်တစ်လုံးနဲ့ရွာကလေးထိုင်နေခဲ့သည်။ခါတိုင်းရွာတာလန်ကိုမြင်ရသည့်နေရာဖြစ်မနေ့တနေ့ကပဲဒီနေရာကရွှေမော်ကိုထိုင်ကြည့်ခဲ့သေးသည်။အခုကြီးတော်ဆန်ရွှေကိုချိန်နေရပြန်ပြီ။ကြည့်တော့ဆန်ရွှေနဲ့ရွှေမုံမယင်ကဲနှလုံးအိမ်တွင်တည်းတည်းရောက်လာရသူနိုးပင် မဟင်ကံပြုံးလိုက်ပါဒီပြောကိုတစုံတယောက်ကသာမြင်ခွင့်ရလိရက်ဆက်တော်ပြုံမှုဆိုမိမိသာမဟင်ကံကကြောင်ရုတ်တယုတ်လို့မလုံးမရှက်ထိုင်နေရင်ကမျက်လုံးတွေကိုလည်းမရွှေပဲလမ်းကိုသာဆူဆိုင်ထားလေသည်ကြီးတော်ဆန်ရွှေလာမကတော့တေချာသည်ကြီးကြညုံကအချိုးကြဆုံးသွားပြောတော့လာတောင်းပန်မြေချောင်းစကားပြန်ခဲ့သည်ဒီတရင်ကရွာလုံးကြပေါင်နေလောက်ပြီဟောလာပြီ မြင်ကွင်းထဲမှာမိမကြီးတောင်မတော်ပွဲကြီးရွာလာတာမြင်လာရသည်။နောက်ကမိမနှစ်ယောက်လည်းပါသည်။မမကွန်ဖြူနဲ့မမခင်ကြီးတို့ထင်မယ်။တတဲကိုကွဲတော့မမြင်ရ။အိုးဟုတ်ပါ။ဇီရောဆန်ရွှေကလာတောင်းပန်ရမှာပြီ။မဲ့အင်ကန်ကိုအညာကင်လိုက်ပြန်။ဇီရောဆန်ရွှေကလာတောင်းပန်ရမှာပြီ။မဲ့အင်ကန်ကိုပါအညာကင်လိုက်ပြန်ပါပကော။ဟောရာငါချွေးမကွန်းအောင်ကင်နေပဲမဲ့အင်ကန်။ငါသားတွေကငါကခေါင်းကောက်ပြီးစားထားတာ။ ညီတွေ့ရဲ့လားလို့များပြောချင်ရောလားမဟိန်ကန်ရင်ထဲတွင်စူနေသည်စူကတစစ်ထတော်ဝင်သွားခဲ့ပြန်သည်မဟိန်ကန်ရင်တွင် ခုံနေရပါပကောလာကြပြီ လာကြပြီနှဝိုင်းကျော်ကိုယောက်ကြပြီဒီလိုနဲ့မဟိန်ကန်တို့ဝိုင်းဝါကိုယောက်လာခဲ့ကြပြီတကြီးကတော့ပပန်းယုံကျုပ်တို့ပါမဆန်ရွှေရဲ့ကြီးတော့ဆန်ရွှေရဲ့အတန်ကွဲကွဲကိုမဟိန်ကန်ကြားနေရသည်ဒီလိုဆိုတော့လေလာကြတာပဲ မဟင်ကန်ကတာအောင်စာကိုပေးလိုက်သည်မဟုတ်စာလက်ဝဲရှိကြောင်းသာမှားလိုက်ခြင်းဖြစ်သည် မလာအောင်ဝိုင်းတကားသွားဖွင့်ပေးတာကိုပါမြင်ရသည်ကြီးတော်ဆန်ရွှေကရှိကချွေးမနှစ်ယောက်ကနောက်ကရရွာလူကြီးတွေလည်းပါလာကြသည်ပြီးတော့မဟင်ကန်ကိုကြီးတော်ဆန်ရွှေလာတောင်းပန်တာကိုပွဲကြီးတလို့လာကြည့်ကြသည်လူအုပ်ကြီးကလည်းဝိုင်းတိုင်ရှင်မှာအတောင်မလာအောင်ကနေရာထိုက်ခင်းပေးသည်ကတော့ပွဲကိုကူချပေးကခောင်းရင်မှနေရာချသည် အချင်းချင်းစကားပြေကန်နေခံနေကြတာမယင်ကန်ကြားနေရသည်ဒီတော့မှမယင်ကန်ရုပ်ကနေထားလိုက်ကလေကားပေါ်ကတထစ်ချင်းဆင်းလာခင်အားလုံးရင်းမျက်လုံးတွေကဆက်ဆက်ယုံအောင်လှလွန်းသောမယင်ကန်ကိုသာငြိကြည့်နေကြလေသည်မယင်ကန်ကမထီတရီပြောင်းပြင်အားလုံးကိုဝေချလိုက်သည်အဖေနှင့်အမေပန်းယုံတို့ကခေါင်းရင်းမှထိုင်နေကြ၏ကြီးတော်ဆန်ရွှေကကတော့ပဲရွယ်လာသောခေါင်းကိုပြင်မျက်နှာကိုပုတ်တန်နေရက မဲကံကိုမြင်လိုက်သည့်ခဏတောင်းနေပင်ဖြစ်သွားခဲ့သည်။အော်မမကွန်ဖြူတော်မမခင်ကြီးတော်လဲပါလာကြတကူ။မတွေ့ရတာကြပြီနော်။မမတော်ပဲပို့ထို့တွေရင်းနေကြရတဲ့ဆိုတာမဲကံကြပါရဲ့လီ။မဲကံစကားကြောင့်အဖေရောမိပါမဲကံကိုမျက်လုံးနဲ့ပြူကြည့်နေကြသည်။ငါသမီးဘလို့များပြောလိုက်တာပါလဲဆိုသည့်မျက်နာတွေမှမဲကံတီးပါ යි ။မမကွန်ဖြူနေမမခင်ကြီးတော်ကိုပြောချင်လို့ရဲမဟုတ်။ တခါကကိုနောင်ကင်ခဲကြတို့ချွေးမရင်းကိုဗန်းတင်လာခဲ့တဲ့ဖြင့်တမင်ဖီလိုက်ခြင်းဖြစ်ပိုင်းကြီးတော်ဆန်ရွှေကမျက်နာလှုပ်ခနဲပြတ်သွားတော့လေစကားခွန်းတုံပြန်သားခင်မိတ်ကန်ကကြီးတော်ဆန်ရွှေနဲ့ရည်စုံနေရမှာကြုံကြုံကလေးဝင်ထိုင်လိုက်သည်ဒီလိုပါတကြီးရောတကြီးကတော့ရောမိတ်အင်ကန်ရောတောင်းပန်ခြင်းလိုလာခဲ့တာပါကျုပ်ကတာစော်နဲ့ဟိုရက်ကမိတ်အင်ကန်ကိုထိထိခိုက်ခိုက်ပြောမိပါတယ်ကျုပ်ပြောတာရွာကရက်ကကြလို့စိတ်မကောင်းဖြစ်ကြရတာလဲကြရပါတယ် အခုကကြုတ်စကားကြိုပြန်နှုတ်ရအောင်လာခဲ့တာပါ။ဖွေများလည်းမြူကြပါနဲ့လို့တောင်းပန်ပါတဲ့တော့။ကြီးတော်ဆန်ရွှေကြုတ်စကားကြိုပြန်နှုတ်ပါတဲ့ဆိုတာကိုမဲ့ရင်ကန်ကသူ့ရင်ထဲကစူတချောင်းကိုနှုတ်လိုက်သလိုခံစားရသည်။မိပန်းယုံကပဲစကားပြန်သည်။မဆန်ရွှေရဲ့ပြစ်စာကြဆာကတော့ကြိုကမအီးဆိုတော့မှန်တာပြောရရင်ထောင်းခုနဲ့ဖြစ်မိတယ်။မြင်းချံမျိုးပိုင်းမင်းတော့တတ်တိုင်ဖို့စိတ်ကူးမိတယ်။ တရားတော်ပေါင်းဖြစ်ကြရင်လည်းရှိတဲ့စီစဉ်ကုံပစီစန်းဟာဆိုတဲ့စိတ်မွေးမီရောမှန်ပါပဲကျုပ်ကတမိရှင်ကိုမဆန်ရွှေရဲ့ဟုတ်တာမဟုတ်တာသူများနာရှင်မှာကြားရတာဆိုတော့ရင်ပတ်ဖိထားရပါတယ်ဟုတ်ခဲ့တော့နှစ်ခါရှက်ရမှာမဟုတ်လားဒါပေဒီကျုပ်တမိမဲ့အိမ်ကန်ရဲ့အကျင့်စာကရွာလုံးရက်လုံးတိပါတတော်ဟုတ်ပါရဲ့မဲ့မပန်းယုံရဲ့တော်တော်ကျုပ်တို့ချင်းရငယ်ငယ်ချင်းနေလဲဟုတ်တရွာသူတရွာတဲ့သားချင်းနေလဲဖြစ်လေတော့ မိယောဖလာကိုမာကိုဝင်ချရင်ကြည်ပါလိမ့်မယ်ဆိုပြီးလာခဲ့တာပါ။ကျုပ်ကမြေတားရွက်ပြီးလာတဲ့မှတ်ပါတော့။မဟင်ကန်ကကြီးတော်ဆန်ရွှေစကားပြီးမှစကားတော်ဝင်ပြောလိုက်သည်။ရွာကဆင်းရဲသူဆင်းရဲသားတွေကိုလောဘနဲ့ဒုက္ခပေးနေသူမဟုတ်လား။ကိုမာမန်တီလို့ကို့အမကိုဝင်ချတာကိုကျင့်တတ်ပါတဲ့ကြီးတော်ရဲ့။ခဲခါကလည်းချိန်စင်းလဲတင်းစင်းလဲငရဲတပောင်ဆိုင်လုံးမောင်းဆိုတာလို့အပြောလောဘအဆူလောဘအလိုလောဘကြောင့်မှားကြတာများတဲ့ခေတ်ကို အမားကိုဝင်ချရင်မဲ့အိမ်ကန်ကတော့ကျင့်နေပါသေး။မဲ့အိမ်ကန်နဲ့တာအောင်ကမျက်ကြားရင်မတည်ရင်တစ်ဆက်တောင်မဆင်ဘူးဆိုတာတော့ကြီးတော်တိလောက်ရောက်ပေါ့။ကြီးတော်မတွက်လို့ပါ။မဲ့အိမ်ကန်ကတာအောင်ကိုမှန်းပါမလား။တာအောင်ကကြိုက်လောက်စရာမှမရှိဘဲနဲ့ဟာ။ကြီးတော်ဆန်ရွှေကမဲ့အိမ်ကန်စကားကြောင်အောင့်သွားပုံရတော့လေ။မျက်နာကိုပြုံးထားသည်။ဒီတစ်ခါညီလေးပေါ်ရင်ဆိုသည်မျက်နာမျိုး။မကြညွန်လာပြောတော့ကအမေပန်းရုံတင်ပေးလိုက်တဲ့အတိုင်း မြင်းချိုင်မြုပ်ပိုင်းကိုစာသက်သေးတင်ပြီးအတရေဖြတ်မှုနဲ့တရားဆွဲတော်မီဆိုသည့်စကားပါခဲ့သည်တရားတစ်ပောင်ဖြစ်လာလေငွေကုန်ပြီးပြီးတော့မာတာကကိုဘကမှာတရားရင်ဆိုင်ရတာထက်စားလေတောင်းပန်တာကတော့ဘွဲတွေသာကုန်ပြီမဟုတ်လားဒါကြောင့်လေကြီးတော်ဆန်ရွှေကကတော့ဘွဲရွယ်လာတောင်းပန်ချင်တာဖြစ်မဲ့ရန်ကလက်ကောက်တွေချွင်ချင်မြည်အောင်လှုံရင်ရင်နေငယ်သည်တကြီးဥတာထံကတော့အကြောင်းရင်းစင်မြေကိုလုံဆောင်တည်သူမဟုတ် ဒေါ်ဆန်ရွှေနှင့်သူသည်မှန်အင်ကန်စကားများကြားရကတာအောင်နှင့်ဆွဆဲခံရလာတော့သည်ဒီတော့ပါစကားခွန်မှဝင်မပြောပဲကိုရကောမြုံနေလေသည် သမီးဖြစ်သူကစိတ်နာနာနှင့်ပြောနေမှန်တော့သည်ပါစကားမလွန်တော့လဲဝင်မထိန်တာရွာရက်ကလူကြီးသူမတွေရှင်မဟန်လုံးနေရလေသည်မိပန်းယုံကတော့သမီးခံစားမှုကိုတည်သူမဟုတ်လားပြောတဲ့လားပြောခွင့်ပြုထားခဲ့သည်မမစိန်များကတော့ စကားတခုမှဝင်ပါတော့လေမေခံကို ပြုံးမိခြင်းနေသည်ရောက်မှဖြစ်သူကိုခေါ်လို့ဒါလိုက်လာကြတော့ချွေမနှစ်ယောက်ကလေမေခံကချက်ချလက်ချပြန်ပန်နေတာကိုဝမ်းထဲကကြိတ်ချင်နေနေကြပုံပေါ်သည်ရောက်လာကြတဲ့ကငိန်ကုန်နေခဲ့ကြသည်မလောင်ကကတော့ဘွဲကို လူကြီးရှိရွှေပေးသည်ကြီးတော်ဆန်ရွှေကကတော့မြည်ပြူတော့ကတော့ပန်းယုံကကန့်ကွဲသည်ကြီးတော်ဆန်ရွှေတပတ်ပခုံးတင်တာကိုပင်အတင်မခံ့ ကတော့ဘွယ်ရောက်တောင်းပန်ရင်ရပါပြီမဆန်ရွှေရဲ့ကျုံနဲ့တော့တော်အားတော့ကြီးလောက်ပါတယ်မကတော့ရပါဘူးမဟုတ်တာကျုံတို့ဘက်ကလည်းကြည်ပါတယ်အေးပါတယ်ခွင့်များလည်းလွတ်ပါရဲ့မေဝေမပြတ်ခင်မမင်းမဝင်မထွက်ပါဘဲနေမှလည်းမအောင်မိပါဘူးမဟိန်ကန်ကမအေးပြောပြီးဝင်ပြောလိုက်သည်ကတော့ကျင်လာဆိုရင်လည်းဖះသာကြီးမှတ်ပြီးကတော့သွားပါကြီးတော်ရဲ့ပြုတ်ဖူးတဲ့အမားများရှိတော့လေဖះရှင်ကဝင်ချပြီးသားဖြစ်တာပေါ့ ဟောတာမဲ့အင်ကန်ရက်ကန်စင်ကထွက်တဲ့အစင်တွေပါလက်ဆောင်ပါလိုက်စံပြစီမမကွန်ဖြူရောမမခင်ရောဝစ်ကြပါရှင်မမတို့လို့ရှိတဲ့အခါတိုင်းလဲလာယူကြပါဝစ်ကြပါမဲ့အင်ကန်ကထမိန်ကွင်းစီလက်ဆောင်ပေးသည်ကြီးတော်ဆန်ရွှေကဖျားရှိတော်ပွဲပြန်ရွှေကဝစ်ဖြည့်ပြီးတင်းနေတုတ်ခနဲထားလေကြီးတော်ဆန်ရွှေထားရတော့ချွေးမတွေကလည်းထားရကြလေသည်ကဲပြန်ပြစီရောမအင်ကန်ငါတူမကြီးတော်ကိုစိတ်ဖြည့်ပါနဲ့ မရှိပါဘူးကြီးတော်ရင်မဲ့ရင်ကန်ကလည်းကံမကောင်းလို့တစောင်းအမိုးလံရတဲ့မှတ်ပါတယ်မဲ့ရင်ကန်ကအိမ်ဝင်းဝါထီလိုက်ပေါ်သည်ခြံဝါရောက်တော့ကြီးတော်ကပြန်မောင်းလာသည်ဖိုးကူလည်းနေဝိုင်းဝါးမဆုံးသည်ဖိုးကူကလည်းပေါ်မှလမ်းပြောလေသည်မမကန်ကိုကြီးမြတ်တာမနှက်ဖြင်ညနေမှာပြန်လာမတဲ့မကြုံနဲ့လို့မှားလိုက်တယ်အေးအေးကြည်တော်ဆန်ရွှေကဖိုးကူစကားကြောင့်မဟင်ကံကိုမေးလိုက်သည်။မောင်မြတ်သာရောက်နေလို့လား။ ဟုတ်ကဲ့ကြည်တော်မဲ့ရင်ကန်စိတ်တဲ့ထင်းနေဖြစ်သွားတော့လေအကူမောင်မြတ်သားရွာရောက်နေတာရကန်သမားတွေကတဆင်ရွာကလည်းတည်တင်းတလောက်တည်နေကြတာပါလိလူစိတ်ကိုဖြေလိုက်သည်ကြီးတော်ဆန်ရွှေတို့ပြန်သွားကြတာကိုကြည့်ရင်မဲ့ရင်ကန်ပြုံးလိုက်သည်ရင်ထဲကစူတချောင်းနှုတ်လိုက်နိုင်တော့လေစူအာအာဝင်နာကလေးကတော့ကြံနေသေးသည်နောက်ဆက်ရောက်မင်းသမီးနဲ့တောင်ပြက်ခွက်ကနေရောင်ထဲမှာတစ်ဖက်ဖက်တောက်ပါနေလေသည် ဖိုးကူးပြောသည့်အတိုင်းပဲနောက်တနေ့ညနေမှာအကိုမောင်မြတ်သားပြန်ရောက်လာခဲ့သည်ကြည်တော်ကလှဲကြုံနေရောက်လာခြင်းဖြင့်ရေမိုးချိုးထမင်းစားပြီးတော့အကိုကဗရန်ဒါမှာခဏလဲချင်သည်ဆိုသဖြင့်မဲအကန်ကအသင်ဖြူခင်ပေးလိုက်သည်မဲအကန်ကအကိုအတွက်ပြင်ဆင်ပေးပြီးတဲ့အောက်ထပ်ကိုဆင်းရဲလေကားပေါ်ချေရကြပြင်းထန်သောအတန်တန်ကြောင့်တုံသွားခဲ့သည်အင်ကြီးခေါမိုးသူပြပေါ်ခဲ့ကြသည် အင်းအောက်ထက်ရှိအကိုမောင်မြတ်သာတန်လျာပေါ်မှာငောက်ခနဲထားလိုက်တာမင်းရန်တတိထားမိအကိုတန်ကတုံရင်နေသည်ကံကလေးအင်းရှိတာလန်းကိုလှမ်းကြည့်စမ်းဘာတွေ့တယ်လဲလို့မင်းရင်ကံကရွာတာလန်းကိုလှမ်းမြင်နေရသော နေရာကလှမ်းကြည့်လိုက်သည်မြင်ကွင်းကြောင့်မင်းရင်ကံမြင်ကလေးပြောင်းဝေးသွားကတရှင်ရှင်တောင်းလောင်းသွားလေသလားထင်မိပါ යි အကိုအကိုအကိုရှိရာအင်းအောက်ထက်စီကိုလက်ကထဲတွေတုံတုံနေပြေးစင်လာခဲ့သည် နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်။